အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay 30အားလုံးမင်္ဂလာပါဒါ Champion League ရဲ့ Semi Final ပထမအကြိုကတော့ပထမကြိုကတကယ်ကို Entertainment ပေးခဲ့တဲ့ပွဲရဲ့ဒုတိယအကြိုကလည်းနောက်ထပ်တစ်ခါဘောလုံးပိတ်သက်တွေကိုအဆုံးသတ်မှာဒါ Entertainment ပေးတယ်ဆိုတော့ဒီပွဲမှာ Barcelona အသင်းနဲ့ Inter Milan ပွဲမှာ Inter Milan အသင်းကို Barcelona ကအနိုင်ရဖို့2မိနစ်အလိုမှာ ဟန်စီဖလီရဲ့လူစားလဲမှုအပါကဒီပွဲကိုဘာဆိုနာ cost ဖြစ်သွားတယ်ပွဲကတကယ်ကိုကောင်းတဲ့ပွဲဖြစ်တယ်ဒါပွဲကတူတင်ကိုတယ်ဒါပေမဲ့ကျွန်တော်ခုနပြောသလိုပေါ့လေတကယ်အရေးကြီးတဲ့အချိန်မှာအင်တာမီလန်ဟာနောက်ဆုံးနောက်တန်း9ရောက်ထည့်ပြီးတော့ပွဲကိုပိတ်သွားတဲ့အချိန်မှာဘာဆိုနာအသင်းကအင်ဂျူမီနစ်60ရောက်တဲ့အချိန်မှာ Robert Lewandowski ကို Fran Torres နဲ့မှာအစားထိုးဒီဟာကဟန်စီဖလီရဲ့အဓိကဆုံးဖြတ်ချက်အမှားပဲ night 8 minute 60ပြည့်မှာ Barcelona က3-2နဲ့နိုင်နေတယ် တို့ semi final ကနေ final ကိုတက်ဖို့ minute by အလိုပဲကြက်တဲ့အချိန်မှာ Hansi Flick က Andrea Christiansen ပဲဖြစ်ဖြစ်တယောက်ယောက်ကိုသူခံစစ်ကိုထဲ့ကိုထဲ့ရမှာဒီ Inigo Martinez Award ထိသွားလို့ Ronald Araujo ဝင်လာတာမှန်လေဒါပေမဲ့သူထဲ့တဲ့သူအပြောင်းလဲကတော်တော်လေးမှားသွားဒါကဒီပွဲကို gain cost ဖြစ်တာအမှန်ထားပါတော့ minute 60ပြေလို့တခုခုဖြစ်သွားလို့ရှင်တော့နောက်ကပြန်လိုက်ပြီးတော့အပြောင်းလဲလုပ်ဖို့သူတို့ဒီမှာ substitution အခွင့်အရေးတွေရှိတယ် ဒါကဒီနပွဲအဓိကအဆုံးဖြတ်ပဲဒါပေမဲ့ဒီနပွဲမှာရန်ဆိုမာရဲ့ outstanding performance မထင်မှလောက်အောင်လက်စွမ်းပြတဲ့အချိန်ချင်း twin goal တွေကိုကာကွယ်သွားတဲ့အချက်ကလည်း Barcelona ကန်ဆိုးသွားတယ်ဆိုမာရာမကာကွယ်နိုင်ခဲ့ရင်ဒီနပွဲက Barcelona ရဲ့ final ပဲယူရန်ဆိုမာဟာ goal ပေါင်းမြောင်များစွာအထူးသဖြင့်ယမားအလုံးပေါင်းမနေဘူးအလုံးပေါင်းများ Eric Garcia ရဲ့အပိုင်ကန် twin goal အပါဝင်ဒါ Barcelona အသင်းပေါ့လေ Hansi Flick အတွက်တော့တကယ်ကိုစိတ်ပျက်စရာအနေထားမျိုးဖြစ်သွားတယ် ဒီပွဲကဒါဘယ်လိုပြောမလဲစီမျိုးနီအင်ဇာဂီကိုလည်းချီးကျူးရမယ်ဘာလို့ဆိုတော့သူ့မှာ parmesan ချေပွင့်နေ quality player တွေအများကြီးရှိတဲ့ persona ကိုအသက်ကြီးရင်းနဲ့ ages များကြီးဖြစ်နေတဲ့ကစားမားတွေနဲ့သူတော်တော်လေးကောင်းသွားတယ်နောက်တစ်ခုကသူလူစားလဲမှုအပိုင်းတွေမှာလည်းတော်တော်လေးကောင်းနေပြအထူးသဖြင့်ဒါ fatesi နဲ့ဒါ zelinski ဝင်လာတဲ့အချိန်မှာ henry mcgatharia နဲ့နောက်တစ်ဖက်ကဘယ်လိုပြောမလဲ hakan chanalulu ကိုသူထုတ်လိုက်တယ် သူ့အပြောင်းလဲတွေလည်းတော်တော်လေးပန်တယ်ဒီပြနှစ်ယောက်ကမှန်တယ်ဗျနှစ်သင်းစလုံးက sport on ပဲနှစ်ယောက်စလုံးဒီနေ့ဘွဲကအမားလို့နှစ်သင်းလုံးရဲ့ဒီပြတွေအမားပြောဖို့ခတ်တယ်ဒါပေမဲ့ big decision ပေါ့လေကျွန်တော်တို့မှာ inter milan 43 app ဖြစ်ပြီးတော့အချိန်ပိုရောက်ပြီးတဲ့အချိန်မှာ inter milan က dumfries ကိုဒီ defrice ကိုထည့်ပြီးတော့ခက်စစ်9ယောက်ပြောင်းတဲ့အချိန်မှာ barcelona hansi flick ကအဲ့ဒါကိုလုတ်ခဲ့တယ်အထူးသဖြင့်သူတို့အချိန်ပိုတော့မဟုတ်သူတို့မှာ2မိနစ်3မိနစ်ပဲစောင့်ရတော့မယ့်အချိန်မှာ လီဝန်ဒေါစကီအစားသာအန်ဒရီယခရစ်ယာန်စင်ပဲဖြစ်ဖြစ်စန်တပတ်တယောက်ယောက်ထိတ်ခဲ့ရှင်ဒီပွဲဟာအင်တာမီလန်ပြန်လာဖို့ကတ်တယ်နောက်တော့ကျွန်တော်နားမလည်တဲ့အချက်ကနောက်ဆုံးမိနစ်အချိန်ထိကိုဒါတကောတာတဲ့အချိန်မှာ high line ကစားနေတဲ့အချက်ကိုကျွန်တော်တော်တော်လေးနားမလည်တဲ့အချက်ဒါပေမဲ့အင်တာမီလန်အသင်းကတော့ဒါဘယ်လိုပြောမလဲနှစ်ကြိုပေါင်းကသူတို့ပထမအကြိုမှာပိုကောင်းတဲ့အသင်းပြား ဒါဒုတိယကြိုဒီနေ့ပွဲမှာပထမပိုင်းမှာတော်တော်လေးကောင်းတယ်ဒါပေမဲ့ဒီနေ့ပွဲအဆုံးဖြတ်ကတော့ဘာဖြစ်လဲဆိုတော့နှစ်သိန်းလုံးကိုးသွင်းသေးကြတယ်ကျွန်တော်ဒီတော့ဒီနေ့ပွဲမှာနှစ်သိန်းလုံးမှာအပြစ်ပြောစရာနည်းတယ်ဗျာကိုးသမားအဆုံးဖြတ်ပြီးသွားတာ white chess စီပေးလိုက်ရတဲ့ကိုးတွေကလုံးဝမတက်နိုင်တဲ့ကိုးတွေပဲပထမသူရန်ဒီ damn damn free ပေးတဲ့အလုံးကိုပိတ်သွင်းသွားတဲ့အလုံးဆိုဘာမှမတက်နိုင်ဘူး lotaro martinez ပိတ်သွင်းသွားတဲ့အလုံးကဘာမှမတက်နိုင်သူနောက်တစ်ခုကဒုတိယကိုးပယ်နယ်တီမတက်နိုင်ဘူးနောက်တတိယကိုးအချာပြီးအလုံးလည်းမတက်နိုင်ဘူးအဲ့ဒါတွေက defending ပိုင်းအားနေတဲ့အခြေအနေတွေကအဓိကအဆုံးဖြတ်ပေးသွားတယ်ဒါပေမဲ့ဒီနေ့ဘွဲမှာ Hansi Flick ခေါင်းမမာခဲ့ပဲနဲ့သူ့ရဲ့ philosophy ကိုအရန်ကြီးခေါင်းမမာခဲ့ရင်ဒီနေ့ဘွဲဟာသူ့ရဲ့ final ဘွဲဖြစ်တယ်ကျွန်တော်အဲ့အဓိကထောက်ပြခြင်းတဲ့ချက်က Inigo Martinez ကိုထုတ်လိုက်တဲ့အချက် highlight ကစားတဲ့အတွက်ကြောင့် risk ဖြစ်တဲ့အတွက်ကြောင့်ဒါ World Cup ထိတာတဲ့ Inigo Martinez နေရာမှာ Ronaldo ဝင်လာတာက မိတ်ဆက်ဖြစ်တာမှပဲမဲအင်ဒီဂိုမာတီနက်စ်ကအချိန်ချင်းအဝါကက်တီထိခဲ့ဘူးလေဒါပေမဲ့အဲ့အဝါကက်နဲ့ပဲသူအကောင်းဆုံးကစားနိုင်ခဲ့တယ်ဒါကတပိုင်းနောက်တစ်ခုကဝန်နဲ့အာဝူဟူကိုထည့်တဲ့အချက်အာဝူဟူကပေးလိုက်ရတဲ့ဂိုးတွေအားလုံးကသူ့ရဲ့ဒီဖန်ဒင်ပိုင်းအားနဲ့လို့ပထမ ဒီ Dancel Duffy ပို့လိုက်တဲ့ cross ကတော့ကောင်းတယ်ဒါပေမဲ့အော်ရိုကအချာဘီကို body မကနိုင်တဲ့အခါမှာအချာဘီကပို strong ဖြစ်လို့တွင်းသွားတဲ့တလုံးရေဟိုဘက်ကဒီ two run သူ့ကိုဖျက်ချော်သွားတဲ့အလုံးကအရန် easy ဖြစ်လို့လည်းစနဘက်တယောက်အနေနဲ့ဒီချက်က Inigo Martinez ကိုကြော်ပြီးသူနေရာမရတဲ့အချက်ပဲဒါပေမဲ့အဆုံးသက်မှာဒီပြနှစ်ယောက်ရဲ့အဓိကစကားပြောသွားတာကလူစားလေးတဲ့အပိုင်းမှာအနိုင်ရတဲ့ချိန်မှာကိုယ်အတင်ရဲ့အနိုင်ကိုကို ထိမှုအတွက်တယောက်ကစန်တာဘက်ထည့်တဲ့ချိန်တယောက်ကတိုက်စစ်မှုထည့်တယ် ဒီချက်ကအဓိကကစားပြောသွားတယ်နောက်တစ်ချက်ကတော့ကိုသူမအပြောင်းလဲဟိုဘက်ကိုသူမရန်ဆူမဟာသူ့ဘဝရဲ့အကောင်းဆုံးပွဲကိုသူခပန်းသွားတာဒါကဒီဒီပွဲရဲ့စတိုရီဖြစ်ပြီးတော့ Hansi Flick အတွက်ဆုံးဖြတ်ချက်အမားတစ်ခုက final ကိုပေးဆက်ခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်